ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်က1 championship ဟာ Joshua Ban ရဲ့နိုင်ပွဲကြောင့်အတော့ကိုလောင်သွားတယ်ကြောင့်ကျွန်တော်ပြောပြပေးချင်ပါတယ်ဘာကြီးလောင်သွားရလဲမနေ့ကရှင်ခွင်ကြအတောင်းလေးတခုသူတို့မြင်လာရတယ်အဲ့တော့ကတော့ညီမပြိသတ်အများစုဟာ Joshua Ban ကိုအပင်း USC ဘက်ကိုရောက်ကုန်ကြတယ်ဒါတပွဲလို့ရောက်သွားတာမဟုတ်ဘူး USC က ဂျိုရှွာဘန်ကိုဒီလားထဲမှာနှစ်ပွဲထိုးခံလိုက်တယ်။အဲ့ဒီနှစ်ပွဲလုံးကိုဂျိုရှွာဘန်ကအနိုင်ရအောင်စမ်းဆောင်ပြလိုက်နေတယ်။ဒီမာရီ UFC ကထိပေါက်တော့တာပဲ။ဘလို့ထိပေါက်လဲ။အာချာကဖန်နေလဲထပ်ပြီးရသွားတယ်။မြန်မာနိုင်ငံကတစ်ချိန်လုံးက111လို့ဖြစ်နေတဲ့ပရိသတ်တချို့ကလည်း UFC ဘက်ကိုရောက်သွားတယ်။ဂျိုရှွာဘန်ဂျိုရှွာဘန်ဂျိုရှွာဘန်လို့ဖြစ်ဖြစ်ကုန်ကြတယ်ပေါ့လေ။အဲ့တော့ဂျိုရှွာဘန်ကအခုဆိုရင် ranking လဲမြင့်တက်ဖို့တည်ကြနေပြီ။ကျွန်တော်တို့မနက်ပိုင်း ထုတ်ပြန်တဲ့သတင်းတွေရဆို ranking 2 or 3တနည်းအားဖြင့်တော့ Joshua Ban ရောက်မယ်လို့ကျွန်တော်သတင်းတွေကြားသိနေရတယ်။ပြီးတော့ Joshua Ban က Champion ကပတ်လူပဲထိုးဝင်ရသွားပြီ။ဘန်တို့ကြောင့်လည်းထိုးအောင်မယ်။ဒီတော့မှပြည်သက်တွေပို့ပြီးစိတ်ဝင်စားတယ်။ဒီတော့မနေ့ကမြန်မာနိုင်ငံရဲ့ online လူမှုကွန်ရက်မှာရှင်းဖိုက်တာလေး Joshua Ban အကြောင်းတွေကအရန်ကိုပဲပြန်နှံ့နေခဲ့တယ်။အရန်ကိုကွန်ရက်ဖုံးလွှမ်းနေခဲ့တယ်။ဒီမှာရင်1ကမြန်မာရဲ့ဘက်ကကိုပြန်ပြီးကြည်လာတယ်။ ဘာကြောင့်ကြည်လာတယ်ဝမ်းမှာမြမာတွေကနေအခုနောက်ပိုင်းဘသူဖြစ်ထုံးမလဲဘသူကိုနေရာပေးမလဲဆိုတာသူတို့ပြန်ပြီးတွေးဆလာရတယ်ခင်ဗျမနေ့ကဆိုရင်ဂျိုရှွာဘန်သတင်းတွေကိုဒီဘက်ကမြန်မာပြည်သက်တွေကအလေးနဲ့ထားပြီးပြောနေမျှဝေနေတဲ့အချိန်မှာဝမ်းချန်ပီယံရှစ်ကတချိန်ကကရှင်တိုင်းသားအွန်လိုင်းအန်ဆန်လက်စွမ်းပြခဲ့တဲ့ပွဲတွေကိုပြန်ပြီးတော့ပူဂျိုဖိုင်နဲ့လွှင့်တင်ပြတယ်မြန်မာနိုင်ငံမှာသူတို့ဝမ်းချန်ပီယံရှစ်တွေလုပ်ခဲ့တဲ့ဖိုင်တွေပြန်တင်တယ်ပေါ့လေ ြောချင်တာကတော့သူတို့ကမှဖိုက်တာတွေကိုနေရာပေးခဲ့တယ်သူတို့ကစင်တင်ပေးခဲ့တဲ့မူလရင်းမြစ်ပါပေါ့ USD ကတော့နောက်မှပေါက်တဲ့ခွေကြရင်မှဆက်သွားမယ်သူကလှုပ်ရှင်တာဒါပေမဲ့အခုပုံရင်းမြစ်တဲ့မူရာက USD ကခိုင်မာမှုပိုပြီးရှိလာတာကိုကျွန်တော်တွေ့ရတယ်ခင်ဗျဘာကြောင့်ခိုင်မာမှုပိုပြီးရှိလာတာလဲဂျိုရှူအာဘန်ရဲ့အောင်မြင်မှုနဲ့အတူကျွဲကူရေပါဆိုသလို UFC ကအရင်တော့ကလည်းပုံရိပ်ရှိပြီးသားပြိုင်ပွဲတစ်ခုဖြစ်တယ်ပြီးတော့ရက်တည်မှုအစဉ်အတန်းအရလည်း1 championship ထက်အများကြီးမြင်တယ်ဗျာ အဲ့တော့ညီမဖိုက်တာတယောက်အခုလို့ဖြစ်ထွန်းသွားတော့ UFC ရဲ့ပုံရိပ်ဟာအာရှမတ်ကတ်မှာအတော့ကြီးကြီးမားမားဝေစုရလိုက်တယ်လို့ဖြစ်သွားတယ်ဒီတော့ဝမ်ဟာစဉ်းစားစရာရှိလာပြီလက်ရှိမှာ1 Friday Fight 113 114 15ဘူးဆို15ပြန်မပြည့်စုံထွက်လာပြီမဖိုက်တာတယောက်မှာပါခဲ့အစောပိုင်းကကျွန်တော်တို့က115မဟုတ်ဘူး116မှာညီမဖိုက်တာတယောက်တော့ပါဝင်လာလိမ့်မယ်လို့ယူဆထားခဲ့တယ်ဘရော်နီကာလာတန့်စင်လာပေါ့ညှော်နေတာပေါ့လေ ဘရော်နီကာနဲ့တရက်ထဲမှာထိုးခဲ့တဲ့ဖိုက်တာတချို့ပွဲတွေပြန်လာတော့ဘရော်နီကာအများပွဲပြန်ထုတ်ပြီးတော့တကယ်ဆပရက်စ်တိုက်ချမလားဆိုတဲ့ပုံစံမျိုးစောင့်ကြည့်နေခဲ့ကြတာဒါပေမဲ့အဲ့လိုဖြစ်မလာခဲ့ဘူးခင်ဗျဒီတော့1 fight night တို့မှာပွဲထုတ်တာမလုပ်တာမလား1173ပြန်ပွဲကြီးမှာများတယောက်ယောက်ကိုထဲသွင်းလိုက်မလားဒါမျိုးစဉ်းစားကြတော့ရှိလာတယ်ပေါ့မြန်မာတွေကဆိုရင်ပွဲရဖို့အတန်တွေထွက်နေတာကတော့ဇိုလင်ကိုကမ်းမင်းဆုံးလို့ပြောထားတယ် တန့်စင်ကလည်းမကြမ်းဘူးလို့ပြောထားတယ်ဘရိုနီကတော့အတန်မထောက်သေးဘူးပေါ့လေဒီတော့ one championship ပါမြန်မာတွေကတယောက်ယောက်ကိုပုံရိပ်မြင့်မှုအတွက်သူတို့ကြိုးစားရတော့မယ်အခွင့်အရေးပေးရတော့မှာဗျာဂျိုရှွာဘန်နဲ့တွဲပြီးတော့ပုံရိပ်မြင့်တက်လာတဲ့ UFC ကိုဒါက UFC ကိုနှိပ်ချပြီးပြောတာမဟုတ်ဂျိုရှွာဘန်နဲ့တွဲပြီးတော့ UFC ကပုံရိပ်မြင့်တက်လာတယ်ဆိုတာအာရှဈေးကောင်မှာပို့ပြီးနေရာရလာတော့ကျွန်တော်ပြောချင်တာဗျအရင်ကဝေစု percentage 60ရထားရင်အခုကအာရှစျေးကွက်မှာသူတို့ရဲ့ပုံရိပ်အရ80 80တိမြင့်တက်လာဖို့ရှိနေတာကိုပြောတာပါအဲ့တော့အာရှစျေးကွက်မှာ UFC ကဒီလိုနေရာလာတဲ့အချိန်မှာဝမ်ဘတ်ကလည်းမြန်မာစျေးကွက်မပြောက်ရလေအောင်သူတို့စီမှာလည်းစျေးကွက်ပုံရိပ်ကိုထိမ့်ပေးမယ်မြန်မာဖိုက်တာတယောက်လိုလာပြီအဲ့တော့ဘလို့အခင်းကျင်းနဲ့ဘလို့မြန်မာဖိုက်တာတယောက်ကိုဝမ်ချန်ပီယံရှစ်စင်တင်လေးမလဲဒါဆောင်ကြည့်စရာကောင်းနေပါတယ်ကျွန်တော်ကတော့ ရှေ့လာမဲ့1 Friday 5 116ပြန်ဝင်မှာတော့ Noah Fighter တယောက်အနည်းဆုံးပါလိမ့်မယ်လို့တော့ညော်လင်းမိနေသေးတယ်ပေါ့လေအဲဒါပေမဲ့1 Friday တို့1173တို့ပြန်ဝဲကြီးတို့မှာထိုးခွင့်ရရင်တော့ပို့ပြီးတော့ဂျင်းနဲ့1တာမှာပေါ့လေဘာဖြစ်1ဟာမြန်မာ Fighter တွေကိုအခွင့်အရေးပြန်ပေးဖို့စဉ်းစားနေပါပြီ Joshua Ban ရဲ့ UFC နိုင်ပွဲဟာ1ကိုအကြီးကျယ်လှုပ်ခတ်သွားစေခဲ့ပြီဆိုတဲ့အကြောင်းပြည်သက်တည်ရှိအောင် တင်ဆက်ပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ